အဲ့တော့အဲ့ဘက်မှာပါလိုက်လူတော်မချနိုင်တော့ဘူးဆိုတော့အရေးပေါ်ဖြစ်သွားပြီလေဗျာ။ဟာကွာတော်သေးတော့ဘောကွာအဲ့ဒီကတက်မှ33လား။ဟုတ်ကဲ့။တက်မှ33နဲ့မရောက်ခင်မှာအလဲမှာပြတ်ကြအောင်ဝင်သွားပြီငါ။အမကအထဲရောက်မှပြတ်ကြအောင်။အထဲရောက်မှပြတ်ကြတော့အခုလုံးပေါက်ပေးသိပြီးရပါပြီ။ပြီးရပါပြီ။တိတ်ကောင်းနေ။တိတ်ကောင်းနေ။ဟောတိတ်ကောင်းလာတယ်။ကောင်းဘူး။ဟာဟုတ်ကောင်းနေဆိုတော့ပါသူတို့ဘက်ကနေ view ကလည်းကောင်းနေတော့တင်းရရထားပြီးွားကြီး။တင်းရထားပြီးတော့ကင်းမဝင်နေတာ။အပေါ်ကနေပြီးတော့74တီးဆိုအနီးကအနီးကလိုက်ရှာတာနော်အနီးကလိုက်ရှာတာ။ပိုင်ပြီဆိုမှဒီရဟန်းနစီကိုလွှတ်ခိုင်းလိုက်တာ။ အဲ့ရဲရင်နှစ်စီးလဲလာတဲ့အချိန်ကျတော့မှဒီတော်လိုင်းတက်ဖွဲ့တွေကစော်တာပါရဲ့နော်မမနှစ်စီးလုံးထိရပါဗျာနှစ်စီးလုံးထိရမှာဒစီကပြတ်ကြပြီဒစီကမိကိုလေးဥပြီးကြဟာဟဲ့ဟာမင်းအဲ့လိုမပြောနဲ့ငါဘာဘူးမဆိုင်ဘူးနှစ်စီးလုံးထိလဲဟုတ်တယ်မှာနော်လေးနေအများကြီးကြံတယ်ဟုတ်လေးနေအများကြီးကြံတယ်ကုန်ပြီငါတို့ဒီမှာကြံနေဆိုအဆုတ်တွေပဲရှိတော့တယ်ဟုတ်တယ်ဟာဒါတော့ဒီညနေပိုင်းအတွက်ကျွန်တော်ရရှိလာတဲ့သတင်းလေးပေါ့နော်ကြံတဲ့သတင်းလေးကိုတော့ဟို စည်းသားနေပြီတင်ပြပေးလိုက်မယ်ဒီကကြသန်းကလေးတင်ပြချင်တာကဟိုလူလူပြောတတ်မှာကွာငါတော့ကတွေရောက်နေတယ်စစ်ခွေးတင်ကြိုင်းစကိုင်းတိုင်းပေါ့နော်ဒါပဲလမဲလှတယ်နော်ပြောင်းရမယ်ဟုတ်တယ်အမှားလေစစ်ခွေးတင်နေစကိုင်းကြီးမှန်တယ်အမှားပါဘူးတန်းကလေးရောင်သွားလို့အဲ့ဟိုစကိုင်းတိုင်းရွှေဘုံမြို့နယ်မှာပေါ့နော် drone နဲ့ဘုံကျဲမှုတွေပြူစောထီးခေါင်းဆောင်ဟိုပေါ့လေ ေဆုံးတယ်ရွာငန်းတွင်ရိတ်ကတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားနှုတ်ဦးတေဆုံးပြီးလက်နဲ့တလက်ရရှိတဲ့အကြောင်းလေးကဲနော်အဲ့ဒါလေးကိုတင်ပြမယ်ပါပခပလက်စက်ခငင်းနေဟုတ်ပါပါလေ။ဒီခွေးနဲ့စခွေး။ဒီခွေးဒီခွေးနဲ့စခွေးတည်တယ်လို့။ပူပေါင်းပြီးတည်တာပေါ့နော်။ဖော်လေးနဲ့တည်တာ။ဟာ။မင်းတို့ကလည်းကွာတတိပြောမှပြီးပြောတာမဟုတ်ဘူးကွာ။ငါလည်းရုံရုံမားနဲ့ငါလည်းပြောပြီးတယ်။ဟုတ်ကဲ့။အဲတန်းကလေးတင်ပြကြအော်တိုဘာလ28ရက်နေ့တဲ့29ရက်နေ့တို့ရွှေဘုံမြို့နယ်အနောက်ချမ်းတီးလုံးရွာရှိ ပြူစောတိများကိုဟိုတီးလုံးတွေပါတွေတိုက်နေတယ်တိုက်ညာမှာအမဂီတာလေးနဲ့လေးပါတယ်ဂီတာလေးပါတယ်စိုင်းလေးပါတယ်ဟုတ်တီးလုံးတီးလုံးအော်တီးလုံးရွာနေမဲ့တီးလုံးတီးရမဟုတ်ဘူးတာနဲ့တီးရတာနဲ့တီးလုံးမသိဘူးငါငါတီးလုံးတွေပါတယ်မဲ့တီးလုံးရွာလားဘာလဲဘာမှနားမလဲပဲနဲ့တီးလုံးနားလဲနားလဲနားမလဲလို့လည်းငါဒီຢာဓူကိုຢဟာအဲ့တီးလုံးရွာရှိတဲ့ပြူစောတိများကိုတော်လန်ရေးတပ်ဖွဲ့များဒုံးဖြစ်ဘုံ45လုံး45လုံးတော့เนาะဘာဟာနဝင်းကိုင်းဆိုတော့

လေးဦးထိခိုက်ထံရရရှိခဲ့တော့တေဆုံးသွားသောပြူစောသည်ဝင်းစောအောင်၏အလောင်းကိုတဲ့နိုဝင်ဘာလတရက်နေ့မိုးလဲနှစ်နာရီခန့်ကမင်းသိန်းကြုံပြီဖြစ်ကြောင်းသိရှိရတယ်တဲ့ဒါပေမဲ့သူ့ဘာသူအာဘီဂျီနဲ့ပဲထုထုလက်နက်ကြီးနဲ့ပဲထုထုတော်လိုင်းရေးသမားတွေကအထိကမ်းရှိပြန်လဲဆုတ်ခွာပါတယ်